တော်နဲ့ရခိုင်တပ်မတော်ကြားတိုက်ပွဲတွေကြောင့်ပလောဝမြို့နယ်မှာစစ်ဘေးရှောင်ဒုက္ခသည်တွေ300ကျော်အထိရောက်ရှိလာခဲ့တယ်လို့သိရပါဗျ။ အဲဒီလိုရောက်ရှိလာတဲ့ဒုက္ခတွေတွေအတွက်လက်ရှိအချိန်ထိအကူအညီတွေမရရှိသေးတာကြောင့်မြို့ထဲမှာဆန်နဲ့တဲထိုးဖို့လိုအပ်တဲ့ပစ္စည်းတွေကိုအလှူခံမှာဖြစ်တယ်လို့ပြည်နယ်အစိုးရစီမှာလည်းအကူအညီတောင်းထားပေမဲ့သတင်းမရသေးဘူးလို့ခုမင်းလူငယ်အသင်းဥက္ကဋ္ဌဦးစတင်ဗင်ကပြောပါတယ်။မတ်လ28ရက်နေ့နဲ့ဧပြီလအတွင်းကကြောက်တော်မြို့နယ်နဲ့ပလဝမြို့နယ်တို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ပလဝမြို့နယ်ပြင်ဆိုကျေးရွာနဲ့အနီးရှိကျေးရွာ၃ရွာက ကြည်သူ321ဦးတို့မှာနီးစက်ရကြေးရွာတွေနဲ့ပလဝမြို့ပေါ်တို့မှာရွှေပြောင်းခုလုံခဲ့ကြရတယ်လို့သိရပါဗျ။ချင်းပြည်နယ်မှာစစ်ဘေးရှောင်ဒုက္ခသည်တွေတယောက်မှမရှိဘဲတိုက်ပွဲဖြစ်တဲ့ကြေးရွာတွေကိုရဲတပ်ဖွဲ့ကလုံခြုံရေးယူထားတယ်လို့ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကဒုတိယရဲမှူးမင်းသက်အောင်ကပြောပါဗျ။ ချင်းတီနယ်ကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချထားရေးဦးစီးဌာနဦးစီးမှုဦးလင်းထွတ်ကလည်းတိုက်ပွဲဖြစ်ပွားတဲ့နေရာဟာရခိုင်ပြည်နယ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့အတွက်လိုအပ်ရင်တော့အထောက်ပံ့တွေပေးရမှာဖြစ်တယ်လို့ပြောပါရယ်။လက်ရှိအချိန်ဟာတောင်ရဆိုင်ပြိုးတဲ့ရာသီဖြစ်တာကြောင့်တိုက်ပွဲတွေကြောင့်ဒေသခံတွေဟာတောင်ရမလုံနိုင်ဘူးလို့ပလောဝမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးနှန်းဆိုင်ကပြောပါရယ်။ တောင်သူတွေအနေနဲ့တောင်ရလုပ်ငန်းလုပ်ဆောင်နိုင်မှုမရှိတာကြောင့်အခုနှစ်အတွက်အစိုးရရဲ့အထောက်ပံ့ကိုသာမိခိုးရမှာဖြစ်ပြီးအစိုးရဘက်ကလည်းအကူအညီပေးတင်တယ်လို့ဦးနှန်းဆိုင်ကဆက်လက်ပြောကြားခဲ့ပါတယ်။